တိုးရင်တွေးလေးရေဒီတစ်ခါပြောပြမယ့်ပုံမြင်လေးရဲ့နာမည်ကတော့ကျွန်တော်အတွက်အကောင်းဆုံးတငယ်ကြီးမယ်ဖြစ်ပါရင်နော်တငယ်ချင်းတစ်ယောက်ကျွန်တော်မှရှိတယ်သူကကျွန်တော်အိမ်မှာနေတယ်ကျွန်တော်ပြောနေတဲ့အခါသူလဲပြောတယ်ကျွန်တော်ငိုတဲ့အခါသူလဲငိုတယ်ဒါပေမဲ့သူ့အတန်ကိုတော့ကျွန်တော်မကြားရဘူးကျွန်တော်တငယ်ချင်းကမှန်ချင်းမှနေလာအပြင်ကိုထွက်ခဲ့ပါလို့ကျွန်တော်သူ့ကိုပြောတယ်ငါတို့ဆော့ကြမယ်သူကအပြင်ကိုမထွက်ဘူးကျွန်တော်မပြောဘူးအေးရဝင်လိုက်တယ် သူကကျွန်တော်အိတ်နေတော့မှန်တဲ့ကထွက်လာတယ်ပြီးတော့ကျွန်တော်တို့ပျော့ပျော့ပါပါဆော့ကြတယ်ကျွန်တော်တို့အတူတူဆော့ကြတယ်ပြီးကြတယ်អော်ကြတယ်ဟစ်ကြတယ်ကျွန်တော်သူ့ကိုစကားပြောတဲ့အခါသူကလည်းကျွန်တော်ကိုစကားပြန်ပြောတယ်မနက်ကျရင်ကျွန်တော်တငယ်ချင်းကမှန်သေးကိုပြန်ဝင်သွားလိမ့်မယ်။ဒါပေမဲ့ကျွန်တော်စိတ်မပူဘူး။ကျွန်တော်ရဲ့အိမ်မှန်ထဲမှာနောက်တစ်ခါထောက်ဆော့ကြမယ်လေ။ ပုံမြင်လေးကတော့ဒါပါပဲကွယ်ပုံမြင်လေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နော်တို့ရင်သွေး channel လေးကို like and subscribe လုပ်ကြဖို့လည်းမမေ့ပါနဲ့နော်